ုံးမဲမင်္ဂလာပါခொနေသားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆီယမကတော့ဆိုလာနွေနီဖြစ်ပါတယ်ဆီမအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်စနေသားသမီးတွေရဲ့ lucky အဆောင်ရတရားလေးတွေကလာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလအတွင်းမှာစနေသားသမီးတွေရဲ့ပေါ့နော်လောက်ကန်ကိစ္စတွေစီးပွားရေးကဏ္ဍငွေရေးချေရေးကျန်းမာရေးအခြေပညာရေးအစအဆန်းဆန်းရအဆင်ပြေစေဖို့အထူးကံကောင်းစီမဲ့ lucky အစနော်နော် lucky ရေရာ အဲ့တော့ဒီတလားတော့နဲ့ lucky အချိုးပေးခဏလေးတွေ lucky color လေးတို့ခုချင်းပြပြပေးသွားမှာပါเนาะအဲ့တော့ဒီတလားအတွင်းမှာစနေသားသမီးရဲ့အထုကန်ကောင်းစင်မဲ့ lucky အဆောင်လေးကမီးအိမ်လေးတွေဆောင်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့မီးအိမ်ကတော့အလွယ်တကူရှာလို့ရတဲ့ဟာလေးတွေပေါ့เนาะမီးအိမ်လေးဆောင်မှာအဲ့တော့ရေဒီယာအနေနဲ့ကတော့မေမျိုးပန်းလေးတွေကတ်လို့ပေးပါဘဲဥเนาะဘဲဥပြုတ်ပြီးတော့လှူတာမျိုးချက်ပြီးလှူတာမျိုးပြုတ်တော့ပါဖုံးချောင်းဒီလားရှင်ချောင်းနေမှာဘဲဥလေးတွေလှူပေးပါမရှိစင်းရတဲ့တကြီးရွယ်ဥလေးတွေမှာဘဲဥလေးတွေလှူပြီးလို့ရဆူတောင်းလိုက်ပါเนาะအဲ့ဒါဆိုရင်ကန်ကောင်းကြီးနေရရှိလာမှာဖြစ်ပါတယ် အဲ့တော့ဒီစနေသားသမီးတွေကဒီလတွေမှာအိမ်နွေးရေးအေးချမ်းခြင်းနဲ့စီးပွားတက်ခြင်းနဲ့လက်လာပါတွေဝင်ခြင်းနဲ့ပေါ့နော်အိမ်မှာဆဆရအဆင်ပြေခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်အဝင်ဝမှာမီးအိမ်လေးချိတ်ဆွဲထားပေးလိုက်နော်အဲ့မီးအိမ်လေးထဲမှာမီးထွန်းပေးလို့ရတယ်မီးလုံးလေးနဲ့မီးအိမ်လေးနဲ့ပေါ့နော်မိုးလေးအန်တာဟိုအမြဲတမ်းထွန်းထားပေးလို့ရတယ် နော်အဲ့ဒါစောင့်ထားပြီးလို့ရတယ်ချိတ်ဆွဲထားပြီးကိုယ့်ရဲ့အဲခန်းထဲမှာမီးအိမ်လေးချိတ်ဆွဲထားပြီးနိုင်ရံမှာချိတ်ဆွဲထားတာမျိုးပြုလုပ်ပါနော်အဲ့တော့ညဘက်ကျရင်မီးအိမ်လေးကနေမီးထုံးပေးတာမျိုးလေးပြုလုပ်လဲရပါတယ်နော်ဒီတိုင်းလေးချိတ်ဆွဲထားပြီးလဲရပါတယ်မီးထုံးရင်တော့ပို့ပြီးအကောက်တာပေါ့နော်အားလေးတွေမီးထုံးပေးလိုက်ပါပို့ပြီးတော့လက်လာပါတွေဝင်မယ်အိမ်တွင်းရဲ့အေးချမ်းမယ်စီးပွားတက်မယ်အေးရအစီအမေချုံမမှုတွေဖြစ်လာလိမ့်မယ်နော်အဲ့တော့ရေတရာကတော့ဒါအိမ်ဖျားမှာ နော်ဒါအိမ်ထဲမှာပြုတ်လို့ပေးရမှာမင်းမျိုးပန်းလေးလှူပါဘဲဥလေးကတ်လို့ပါဘဲဥလေးပြုတ်ပြုတ်ချက်ချက်လှူပေးနော်ဒါဆွန်းနဲ့အတူတူကတ်ရှင်လည်းရတယ်ဘဲဥသီးတန်ကတ်လည်းရတယ်နော်ကတ်ပြီးတော့လိုရာဆူတောင်းပေးပါပြီးတော့ဟိုဒီဘဲဥလေးတွေဝယ်ပြီးတော့ဖုံးကြောင်သီလာရှင်ကြောင်မရှိစင်းရဲ့သားလေးတွေပေးကန်းဆွန်ချက်ပြီးလိုရာဆူတောင်းမှာကန်ကောင်းကြီးတွေရရှိလာမှာဖြစ်ပါတယ်နော်နောက်ထပ်ရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေခီးထွက်နေတဲ့သူတွေပွင့်ဝယ်စားလုပ်ငန်းလုပ်နေတဲ့သူတွေကားဆွမ်းနေတဲ့သူတွေကုန်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်မိအိမ်လေးစား မင်းအိမ်လေးဆောင်ပြီးတော့ခီးသွားတယ်ကဲလို့မင်းအိမ်ဆောင်လို့အဆင်မပြေဘူးဆိုရင်မှန်လေးတစ်ချက်ဆောင်ပြီးတော့ခီးသွားနော်အန်ဒရဂင်းကုံတော်လေးတွေရွတ်လိုက်နော်နော်ဒီရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေကမင်းအိမ်လေးကိုနော်ဒါလက်ကဆွဲပြီးတော့ရောင်းဝယ်စကားတွေပြောပေးတယ်ကဲလို့ကိုကဆွဲလို့အဆင်မပြေဘူးဆိုရင်မှန်လေးဆောင်ပြီးတော့ကိုကရောင်းဝယ်စကားတွေပြောပေးလက်ပွင့်လက်နှုတ်ကလေးရွတ်လိုက်ရောင်းနော်ရောင်းဝယ်တွေကောင်းလာလိမ့်မယ် ။နောက်ကားဆွဲနေတဲ့သူတွေကားလုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေခြင်းနဲ့ဆိုကိုယ့်ရဲ့ကားကောင်းတော့မီးအိမ်တွေချိတ်ဆွဲထားပေးလိုက်နော်။ညာဘက်မောင်းရင်ကားမောင်းမီးလေးတွေထွန်ပေးလိုက်အဲ့ဒါဆိုရင်ပို့ပြီးတော့လက်လာပါးတွေဝင်မဲ့လုပ်ငန်းတွေအဆင်ပြေမဲ့ကားလုပ်ငန်းအောင်မြင်မှုတွေရရှိနိုင်မယ်။ နောက်ထပ်ဆိုင်ငန်းဈေးကန်းစိုးဆိုင်စားသောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ်းဖားဆိုင်ရင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်ထွက်တွေများခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့ပေါ့ဆိုင်မှာရောင်းဝတ်တွေကောင်းခြင်းနဲ့ဆိုရင်ဆိုင်ရဲ့အဝန်ဘောမှာမိအိမ်လေးတွေချိတ်ဆွဲတာပြီးတစ်လုံးတစ်လုံးနှလုံးသုံးလုံးကိုအဆင်ပြေတော့ချိတ်လို့ရတယ်နော်ကိုယ့်ရဲ့ကောင်းတာဘောမှာမိအိမ်လေးချိတ်ဆွဲတာပြီးရောင်းခြင်းနဲ့ပစ္စည်းတွေကြားထဲမှာမိအိမ်လေးတင်ထားပေးလိုက်ရောင်းဝတ်တွေတော့မယ်အဆင်ပြေမယ်မိလေးတွေထုံးပေးရင်တော့ပိုအားကောင်းတယ်နော်အဆင်ပြေလိမ့်မယ်ရောင်းဝတ်တွေတက်ပြခိုင်းတဲ့ဝင်ငွေတို့မယ်အမြတ်ဆုံးတွေရလာလိမ့်မယ် နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ငွေကြေးကန်ကောင်းခြင်းနဲ့ငွေဝင်ခြင်းနဲ့လက်ရှင်ခြင်းနဲ့ဆိုမှန်ဝိုင်းလေးပေါ့နော်မိမိရဲ့ပတ်စံလေးထဲမှာထည့်တော့မိရဲ့အရာဆောင်လို့မရဘူးနော်ပတ်စံလေးထဲမှာမှန်ဝိုင်းသေးလေးပတ်စံလေးထည့်ပြီးစောင်းဝင်လေးနဲ့ပတ်စံလေးပုတ်ပြီးငွေဝင်စေငွေမြဲစေလက်ရှင်မှာသေးဆိုလက်နိုးလက်ပွင့်ကာရလေးယူလိုက်မကြာငွေကြေးကန်ကောင်းပြီးအဆင်ပြေမယ်ငွေမြဲမယ်လက်ရှင်လာလိမ့်မယ်နော်အဲ့ဒါမိမိတို့အနေနဲ့နော်အဲချမ်းမိုင်ညက်နေတဲ့သူတွေစေတိုစေတောက်လုံးတွေစေကန်းပြနေတဲ့ជីချမမယောဂါတို့ညက်နေမကြောက်ရအောင်မိမိရဲ့ခေါင်းကြီးမှာမိအိမ်လေးထွန်းထားပေးလိုက်နော်မိအိမ်လေးဆောင်းထားပေးလိုက်မိရဲ့ခန်းဝါမှာမိအိမ်လေးတွေထွန်းထားပေး နော်ဒါမိအိမ်လေးတွေလှူပေးလို့လည်းရတယ်နော်ရေဒီယာအနေနဲ့ကတော့ဒါမင်းမျိုးပန်းဘဲဦးဟင်းနဲ့နော်အဆွန်လောင်းဆွန်ကတ်တာတွေလို့ဘဲဦးလေးတွေလှူပေးလို့ရတယ်နော်တကြီးရွယ်ဦးလေးတွေလှူပေးလို့ရတယ်ဖုံးချောင်းသီလရှင်ချောင်းတွေလှူပြီးလို့ရဆူတောင်းလိုက်ကြီးကြီးမားမားယောဂါသုံးညနေမကြောက်ရောက်နိုင်ပါဘူးနော်နောက်ထပ်အိမ်တွင်းအိမ်တော်ကြီးပြဿနာလေးတွေရှိတယ်ကတော့ကစားလေးဖြစ်နေတဲ့အဆင်ပြေခြင်းနဲ့အေဂျင့်အေဂျင့်ခြင်းနဲ့ဆိုရင်မမီးတို့ရဲ့အခန်းဝအနဲမှာမိအိမ်လေးချိတ်ဆွဲထားပေးလိုက်နော်ပြဿနာကြီးကြီးမားမားလေးတွေရှိနေတဲ့အတိုက်ခံတွေများနေရဆိုရင်လင်းမြက်နောက်ကဓာတ်ပုံမှာမိအိမ်လေးတင်ထားပြီးမိထုံးပေးလိုက်အဲ့ဒါဆိုရင်ပြဿနာကြီးကြီးမားမားမတက်နိုင်ဘူးအဆင်ပြေတဲ့အရာတွေပြန် င်ပြေးလိမ့်မယ်နော်ထိုနည်းတူချစ်သူဆောင်တဲ့အနေနဲ့အခြေအစဉ်ပြေဖို့အေးချမ်းဖို့အဆက်အသွယ်ပြနေတာကြီးပြင်ရခြင်းနဲ့ဆန်းပွေ့ခြင်းနဲ့ကန်ကောင်းခြင်းနဲ့ဆိုရင်ဘောနော်ဒါမိရင်လေးဆောင်ပြီးတော့ဘောနော်ကိုပြောခြင်းနဲ့စကားတွေပြောပြီးကိုရဲ့အခန်းထဲမှာမိရင်လေးထွန်းမိလေးမိရင်လေးထဲမှာမိလေးထွန်းပေးလိုက်နော်အဲ့တော့အချစ်သူနဲ့အဆက်အသွယ်ပြနေတာတွေနော်ပြင်ရခြင်းနဲ့အဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့ကရောက်ကစားတွေများနေတယ်ဆိုရင်ချစ်သူမှုရဲ့ဓာတ်ပုံပေါ်မှာမိရင်လေးတင်ပြီးမိလေးထွန်းပေးလိုက်အဲ့ဒါဆိုရင် ပြန်ပြီးအဆင်ပြေမယ်အေးချမ်းမယ်။မပြန်ပြီးတော့ဆက်သွယ်ရရပြီးတော့အေးချမ်းချမ်းဖြစ်လာလိမ့်မယ်နော်။ဒါနဲ့မိမိတို့အနေနဲ့အလုံးအင်တာဗျူးကိစ္စတွေရှိတယ်ဆောင်းမိုးကိစ္စတွေရှိတယ်ဆိုမှန်သေးလေးဆောင်းပြီးတော့အင်တာဗျူးပြီးဆောင်းမိုးဝေးပြပါအောင်မြင်မှုရရှိလာမှာဖြစ်ပါတယ်နော်။အဲ့တော့ဒါအာခနာကိုမှဆောင်းမိုးတော့မှန်သေးလေးဆောင်းပေးနော်။မိအိမ်ကတော့ဒါအိမ်နေမှာဆိုင်နေမှာတော့ဒါချိတ်ဆွဲထားလို့ရတာပေါ့နော်။ကိုယ့်ရဲ့အခန်းနေမှာဆွဲထားလို့ရတယ်။ဒီလိုမျိုးတွေကဒါတီတလာလုံးအတွက်စနေသားသမီးရဲ့ lucky အဆောင်လေးပါ။ရေရီယာလေးတွေကတော့မင်းမျိုးပန်းလေးတွေကတူပါဘဲဟူဟင်းနဲ့မနော်ဖျားဆုံးကတ်မဲ ဆုံးလောင်းတာလေးတွေပေါ့နော်ဘဲဥလေးတွေကိုကတကြီးရွယ်ဥလေးတွေမရှိသေးတဲ့သားလေးတွေပေးကမ်းဆုံးကျဲတာဖုန်းကြောက်တီလာရှင်ကြောင့်ဒီမှာလှူပေးတာလေးတွေပြုလုပ်ပြီးတော့လူရဆူတောင်းမှာကန်ကောင်းကြီးတွေရရှိလာမှာဖြစ်ပါတယ်ဒီတလာတော့နဲ့ lucky ကနန်းလေးရ၄ကနန်း၁ကနန်း၆ကနန်းက lucky ကနန်းလေးတွေပါ lucky ကလာလေးရတော့အနီပွင့်အနီရောင်လေးတွေနက်ပြားပွင့်နက်ပြားရောင်ရွှေဝါရောင်လေးတွေအကျိုးပေးပါတယ်ဒီကလာလေးတွေကိုရေးချစ်တော့ကိစ္စတွေခီးစင်နေအကြောင်းဝါကိစ္စအဝဝမှာပြုလုပ်ဒါဝစ်စင်ချင်းပြကန်စတာပွင့်လန်းစီပါလိမ့်မယ်နော်ဒီတလာလုံးအတွက်ဒါစနေသားသမီးတွေရ lucky အဆောင်ရရကလာလေးတွေအကျိုးပေးကနန်းလေး ကိုပြပြပေးသွားတာပါဒီဆောင်လေးတွေဒီရရားလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရှာယူပေးပါယနေ့မှစစနေသားသမီးတိုင်းအစစအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါသည်တက်ရှူတိုင်းလည်းဝင်ငွေတွေတိုးပါစေယောဂါဘေးအန်ဒီဘေးတွေကင်းဝေးပြီးဆက်ရီချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်